site တွေအရန်ပြိုနေတယ်ပြိုနေတာတွေ့ရတယ်တွေ့တဲ့ခါကျတော့ဟိုစောက်တရားမရဘူးဟိုကကဲပါဒီကယူပါနဲ့ဟိုဒီဟာတွေကိုထုတ်ဖို့ပေါ့နော်ထုတ်ဖို့အတွက်ကိုလုတ်တုံနေရတာပေါ့နော်ထုတ်ဖို့ထုတ်ဖို့အတွက်လုတ်တယ်ဟုတ်ဘယ်လိုကူညီနိုင်မလဲငလင်းဆိုတော့ဟိုကစေးကြီးကလောက်ပါမှာလေကစေးကြီးလောက်ပါမှာဆိုတော့အဲဒီတော့ website ပစ္စည်းပစ္စည်းအစုံလေးနဲ့ဒါမျိုးအရင်ဆုံးစပြီးတော့28နေစထွက်တယ်ပေါ့နော်စထွက်တဲ့ချင်းနေပြီးရောပေါ့နေပြီးရောအရင်ဆုံးစထွက်ပါလေ ီတော့သွားတိတော့သွားရကြတော့ဘယ်လိုလေးရင်းလို့ပြရလဲဟုတ်တွတ်တွတ်ကြီးကတော့အဲ့မှာဒီကယ်ဆယ်ရေးပေါ့နော်အပြင်ဟိုအရန်တိုက်တယ်အရန်ပြိုနေပြိုနေတာတွေ့ရတယ်တွေ့တဲ့ခါကျတော့ဟိုစောက်တရားမရဘူးဟိုကကဲပါဒီရယူပါနဲ့ဟိုဒီဟာတွေကိုထုတ်ဖို့ပေါ့နော်ထုတ်ဖို့အတွက်ကိုလုံးလုံးနေရတာပေါ့နော်ထုတ်ဖို့ထုတ်ဖို့အတွက်လုပ်တယ်ထုတ်တော့ဟိုကို့မာလေးပစ္စည်းတွေကလည်းဘာမှတိတ်မပါဘူးမပါဘူးဆိုတော့ဟို ဘလို့လုပ်အောင်လဲဆိုတာပဲစဉ်းစားရတာပေါ့နော်စဉ်းစားပြီးတော့အဲ့ဒီရဲရောက်ချင်းပဲကျမတို့အဖွဲ့စည်းပေါ့နော်ကျမတို့အဖွဲ့စည်းဆိုဝိုင်းအဖွဲ့စည်းပေါ့အားလုံးစုပေါင်းပြီးတော့ရသလောက်ချက်ချင်းပဲ operation ဝင်ကြပါလေရှင်အဲ့ဒီတိုက်ပေါ့နော်ကျမတို့ဆိုလို့ရှင်ခက်ရီတိုက်ကုန်ပါပေါ့နေပြည်တော်ကျမတို့မန္တလေးရောစကိုင်းရောပေါ့နော်တွားခဲ့ပြီးပါပြီရှင်ဒီကလစ်ရီသွားတဲ့ခါမှာတော့မြေပြင်မှာဘယ်လိုခက်ခဲလေးတွေရလဲခက်ခဲရတော့အဲခက်ခဲရတော့ကျမတို့သွားတယ်သွားတဲ့ညမှာဟိုကုညီပေးချင်တာပြီးများတယ်ဒါပေမဲ့ ဟိုကို့မှာလည်းအင်အားကလည်းနေတယ်။အင်အားနေဆိုတာကဆက်ကိရီကလည်းဘာမှလည်းတိတ်မပါဘူး။လူအင်အားလောက်ပဲရှိရယ်။ပါလာတွေကလည်းကျမတို့ရိုးရိုးတတလုပ်တဲ့ဟာလေးတွေလောက်ပဲပါတာ။ဟာလေးကြတော့ဟိုဒီကိုရီးယားဒီအင်အားတွေကင်ပြီးရင်တောင်မှစေးဖို့နေရာအခက်ခဲအရန်ဖြစ်တယ်။ဒီဒပ်ပေါ်ဒီနေပေါ့နော်။စတော့ကချင်းကျမတို့ထုတ်ကြတယ်၊ကူညီကြတယ်ပေါ့။ထုတ်တယ်ကျမတို့ဆိုတာခောက်တုတ်ခောက်ပြန်มาပဲစေးုံတွေကိုအလောင်းတွေပို့လာတာပေါ့နော်။အဲတလောင်းတလောင်းတလောင်းမှာညတနားရီလောက်ဖြူပို့နေကြတော့ထောက်လျှောက်ပေါ့။ အဲ့တော့ဒီဟာတွေကင်ပြီးရကြရေးဆေးဖို့တော့ရေးမရှိဘူးပေါ့နော်အခက်ခဲနေရလို့ဖြစ်နေတာပေါ့အဲ့တော့တက်ဖို့ဒီဘလောက်လောက်ထုတ်ခဲ့ရလဲကျွန်တော်တို့ကဆူပေါင်းထုတ်လိုက်တာတော့ဒီနေပြီးတော့ဆို၈ရောက်ပေါ့၈ဦးပေါ့စကိုင်းမှာတော့စကိုင်းမှာ၁၀၁၀ဦးကျော်တော့ရှိတယ်၁၀ဦးလောက်တော့ရှိမယ်စကိုင်းမှာကျတော့အဲ့ဒါအဲ့မိသက်နဲ့ပေါ့ကျွန်တော်တို့စကိုင်းမှာကျတော့မကွေးမိသက်နဲ့ပေါင်းပြီးတော့လိုက်ထုတ်တာပေါ့အဲ့ဒါဟိုရှင်ရဲ့ငယ်နိုင်တဲ့သူရောကျွန်တော်ရှိတယ်အဲ့ဒါတော့စကိုင်းမှာကျွန်တော်တို့တက်ရောက်ပဲရှိတယ် တယောက်တောင်ကျွန်တော်တို့ဥစ္စာပေါ့အာပြင်မပြီပြီရလူမှုကွန်ရက်ရဲ့အတင်းနဲ့ရွှေဘူကမီတက်နဲ့ပေါင်းပြီးတော့ထုတ်ပြခြင်းမှာကျွန်တော်ကနောက်ကြမှာရောက်သွားတယ်။အတန်ကြားပြီးတော့လေကိုကယ်လို့မရတာတွေပါလေကျုံရက်ကျွန်တော်ကကြုံဘူးဗျာကျွန်တော်တို့စကိုင်းရောက်တဲ့ချိန်က3 4ရက်3ရက်မြောက်4ရက်မြောက်နေဖြစ်ပြီဆိုတော့အာအနံ့နေတောင်မှထွက်နေမှာကျွန်တော်မျိုးကျဲကိုစာဝင်နေချိန်မှာအနံ့နေတောင်ထွက်နေပြီဆိုတော့ရှင်တဲ့လူကတိတ်မရှိတော့တော့လို့ထင်တာ။အဲဆိုတော့ဒီလိုမှဒီရက်ထွက်တော့အောင်လို့တက်ရှင်တဲ့လူတွေ့ခဲ့တယ် နေပြည်တော်မှာတော့လည်းမရှိခဲ့ဘူးမတွေ့ခဲ့ဘူးပေါ့နော်အကုန်လုံးကတော့တဲ့အိမ်ဟိုမိသားစု၃ယောက်၂ယောက်အဲ့လိုဒီပေါ့ဆုံးတာပေါ့နော်ညီညီမှာရှိတဲ့လူတော်တော်များများကဆုံးပါသွားတာပေါ့နော်အခက်အခဲတွေကတော့အများကြီးရှိတယ်မှာကျွန်တော်တို့အနေနဲ့ပစ္စည်းကလေးရတယ်မဆုံးဘူးအောက်ကိုတိုက်အောက်လေးတွေကြတော့တိုက်တုံးကအောက်ထက်ကလုံးဝပြိုကျသွားတယ်မြင်ကြပါလိပြိုကျတဲ့အချိန်မှာကျွန်တော်တို့အောက်တွေကိုဝင်ကြည့်တယ်ဝင်ကြည့်တဲ့အချိန်မှာတစ်ခါကြရင်ငလျင်လှုပ်လို့ကျွန်တော်တို့တော့မှထွက်ပြေးရတဲ့အနေအထားရှိတယ်နော်ကျွန်တော်တို့ကဟိုကဲအနေနဲ့ပေါ့အောက်မှာရှိလားရှိလားပေါ့ကျွန်တော်တို့ကတော့ ဒီအောက်မှာဘန်သူရှိတယ်ဒါပေမဲ့သုံးဝတည်တယ်ဒါပေမဲ့သူတို့နေလေလေမိသားစုဝင်ရဲ့ body အလောင်းလေးပေါ့နော်ဓာတ်ပေါ်လေးသူရဲ့ခန္ဓာကိုယ်လေးတော့ပြန်လဲရကျင်သွားတယ်သူတို့ဒီမျိုးကျွန်တော်တို့လည်းတက်နိုင်တော့အောက်ကိုဝင်ရှာတယ်ဒါပေမဲ့ရှာနေတဲ့အချိန်မှာပဲငလင်းကထပ်ထပ်လှုပ်လာတာရှိတယ်အဲဒီအချိန်မှာကျွန်တော်တို့နေနေလဲကို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 ပေါ့ကိုလွတ်အောင်ဖတ်ပြရတဲ့အနေအထားကြီးလည်းရှိပဲတယ်ဘယ်လိုလဲကျွန်တော်တို့အာရှင်လေးရဲ့ပို့တော့ကျွန်တော်တို့ကတော့ဟိုဟာတယောက်ဝဲတွေ့ခဲ့တာပေါ့နော်အဲ့တယောက်ကလည်း ခြားအဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတော့မှထုတ်ခဲ့တာဆိုတော့သူက9ရက်မြောက်6ရက်မြောက်နေ့မှာထွက်လာတာဆိုတော့အဲ့ဒီဟာရဲ့ခံစားချက်ကကျွန်တော်တို့ကိုယ်တိုင်တော့မေ့ကြရပါတော့။ဒါပေမဲ့ကျွန်တော်တို့လည်းလက်ရှိထုတ်ခဲ့တဲ့ body တွေမှာအဲလင်မယားနဲ့ရောက်ဖတ်ပြီးတော့မှပြီနေရာကြီးဟောဆရာလေးတပားဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်။ကြောက်ကြောက်နဲ့ခုံပြီးပုံနေနေမှာပြီသွားတာယူနော်။အဲ့လိုမျိုးတွေမြင်တော့စိတ်ထဲမှာလည်းမကောင်းဘူးပေါ့နော်။စိတ်ထဲလည်းမကောင်းဘူး။ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးတွေပေါ့နော်။ဟိုမလုပ်ပေးခြင်းဘူး။ဒါပေမဲ့လည်း အဲတက်နိုင်ဆုံးပေါ့နော်ကျွန်တော်တို့ဘောလုံးတစ်ခုကိုထုတ်မယ်ဆိုလို့ရင်တနေကုန်ဒီပါကြာတနေကုန်ဒီပါကြာသူ့ကိုလည်းထပ်ပြီးအဲထိခိုက်မှုမရှိအောင်ထပ်ပြီးမပြတ်စည်းသွားအောင်ကျွန်တော်တို့ထိန်းသိမ်းသိမ်းနဲ့ပေါ့နော်အဲဒီဖြိုတင်တာဖြိုတယ်ဖယ်တင်တာဖယ်ပြီးတော့မှကျွန်တော်တို့စနစ်တကျကိစ္စပြန်ထုတ်လာတာပေါ့နော်ဟောဘောလုံးတစ်ခုတွေးပြီဆိုလို့ရင်အနည်းဆုံးကျွန်တော်တို့တရက်တရက်နေ့တစ်ပိုင်းတရက်ဒီပါလောက်ကြာတယ်အဲ့လိုအဲ့လိုကြာပြီးတော့မှကျွန်တော်တို့ထုတ်ရတယ်ခက်ခဲကတော့ကျွန်တော်တို့မှပစ္စည်းပစ္စည်းကမစုံဘူးပေါ့နော်ဟောပရိုက်တာအတင်းဖြစ်တဲ့အတွက် တွေ့ရဒူတွေ့ရဆောက်နေတယ်ပဲကျွန်တော်တို့ကထုခွဲပြီးတော့မှပဲအဲလောက်ရတော့ဗောနော်ပစ္စည်းပစ္စည်းကမစုံတဲ့အတွက်ကြောင့်ကျွန်တော်တို့လည်းအချိန်တစ်ခုယူလိုက်ရတယ်ဒါပေမဲ့ DVD ကတော့3ရက်4ရက်လေးဖြစ်နေပြီဆိုတော့အဲမင်းမအောင်ဘောနော်ဒီကလာဘုန်းတွေကမင်းကတောင်းလို့ပါတဲ့ဆိုတော့သူ volunteer တွေဆိုရင်အဲ legend တွေဖြစ်သွားတယ်ဘောလန်တီးယားတွေလည်းရှိအောင်ဗောနော်အဲ့လိုအဲ့လိုမျိုးဖြစ်ခဲ့တာဟုတ်ကဲ့ ဟုတ်ကောဟုတ်လားခေါင်းအောက်ပုံပေါ့နော်အော်သူကဖုံးကြောင်ဖုံးကြောင်ခေါင်းအောက်ကိုဥလိရအရင်ဝင်ပုံရတယ်ဝင်ဝင်တော့အတော်ကြီးကအနောက်ကနေပြီးတော့ခေါင်းအောက်ကိုလိုက်ဖက်ပြီးဝင်တဲ့ချိန်မှာအဲ့လိုပုံစံပေါ့ကျွန်တော်တို့ပြီးပြီအဲ့ဒါကိုတော့ထုတ်ခဲ့ရအောင်အောက်ကမြင်နေတဲ့တစ်ချက်လုံးကပျောက်သွားပျောက်သွားမြင်နေတဲ့ပျောက်သွားပြီးအပေါ်ကနှစ်ထပ်က သူတို့အပေါ်ရောက်သွားရောက်သွားတဲ့အချိန်မှာအဲ့ခုံကလည်းမထိုင်နိုင်တော့ဘူးဆိုတော့အဲ့အောက်မှာပြီးသွားပြီးသွားတော့တော်တော်ခက်ခက်ခဲခဲကိုကျွန်တော်တို့ဟိုအောင်ဟာကျွန်တော်တို့ကတော့ကျွန်တော်တို့နဲ့ပူးပေါင်းလာတာမကွေးပြီးသက်တောက်ခွဲ့ပါတော့မကွေးပြီးသက်တောက်ခွဲ့နဲ့ကျွန်တော်တို့နဲ့ကျွန်တော်တို့ရှင်နိုင်ွက်အတင်းနဲ့ပူးပေါင်းပြီးတော့မှာအဲတောက်လျှောက်တော့ဆကိုင်းနဲ့ဆကိုင်းမှာ body ပေါ်တမျှကိုအဲ့ဒီခွဲ့နဲ့ပူးပေါင်းပြီးကျွန်တော်တို့လုပ်ဆောင်တာတွဲနေတာဟုတ်ကဲ့ဒီလိုမျိုးကြီးကြရတာဒါခမောင်းဆုံးတွေဖြစ်မှာဒီလိုမျိုးကြီး လို့ body ဒီလိုမျိုးဖြစ်နေတဲ့ body တဲရတာတော့ဒါပထမဆုံးကျတော့ပေါင်တဲမှုကတော့အပေါင်တောင်ပြိုတုံးကတခါအဲအဲ့ဒီမှာတော့ဟိုလူလူရောက်200ဝန်းကျင်တော့ပေါ့နော်မြေကြီးရောက်တယ်ရောက်သွားတယ်အဲ့တော့ကျွန်တော်တို့တပတ်တီတီထုတ်ပေးခဲ့ရတာနော်တပတ်တီတီထုတ်ပေးခဲ့ရတယ်ဆိုတော့အဲဒီလိုမျိုးတွေ့ကြုံဖြစ်ရတာတော့ပထမဆုံးတော့မဟုတ်ပါဘူးဂလင်ကတော့ပထမဆုံးပါဒါပေမဲ့ဒီလိုအတွေ့အကြုံရှိမှတစ်ခုရှိခဲ့တော့ကြာလေ ပစ္စည်းတရားတွေဝယ်သားဖို့ဆိုတော့မရှိခဲ့တာပဲ။ရင်းတော့လည်းဘုံဘေးကျုံနေပြီဆိုတော့ဒီပေါ့။အဲစိတ်ကူးရင်နာတော့စိတ်ကူးတဲမှာတော့ရှိရပါတော့နော်။ဘာလုံးချင်လဲကိုတင်းဘာလေးလိုချင်လဲပေါ့နော်။ဒါပေမဲ့အဲ့ဒီပစ္စည်းရဲ့ကာလတန်ကြီးပေါက်တွေကလည်းတင်း၄900ရှိရလေ။၄900ရှိရဆိုတော့အဲဒါအိမ်မက်တက်တက်ပါမယ်။ကျွန်တော်တို့တော့ကလေ။ဒီခုချိန်ကြီးတော့ဒီလိုပစ္စည်းအဲပြတ်မလာဘူး။ကိုယ့်ကိုဖြစ်တယ်လို့လေးလုံးနေရတာ။စိတ်ကူးရင်နေရတော့မှာ။အဲတော့စိတ်ကူးတဲမှာပေါ့နော်။ဒါပေမဲ့အချို့ဟိုပေါ့နော်။ ကယ်လုံးနေတဲ့အသင်းတွေကိုစုံစမ်းပြီးတော့မှလည်းလူရှင်တွေကိုကျွန်တော်တို့ဖိတ်ခေါ်ကြတာပေါ့နော်တကယ်လုံးနေတာလားဆိုတဲ့အဟာကိုလေးလာပြီးတော့မှတကယ်လုံးနေရဆိုလို့ရှိရင်တော့ဒီလိုပစ္စည်းမျိုးတွေကိုထိထိရောက်ရောက်လူပေးစေချင်တာပေါ့နော်ကဲအသင်းကိုမဆိုးပါနော်ကျွန်တော်တို့အသင်းမှာမဟုတ်ပါဘူးကဲအသင်းကိုပဲဖြစ်ဖြစ်တကယ်မြေပြင်မှာတကယ်လုံးနေတဲ့အသင်းဟုတ်မဟုတ်ကိုစုံစမ်းပြီးတော့မှအဲလူပေးစေချင်တာပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးတွေတော့ကျွန်တော်တို့ကတောင်းဆိုချင်တယ်